ရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခဲ့တဲ့လီဗာပူးနောက်ခံလူဟောင်းအာနိုဟာမက်ဒရစ်ကိုမန်ချက်စတာလေဆိပ်ကနေထွက်ခွာသွားခဲ့တဲ့အပေါ်လီဗာပူးရဲ့ဂျွန်လန်နွန်လေဆိပ်ကလူမှုကွန်ရက်အိတ်ကနေလောင်ပြောင်းခဲ့ပါတယ်။အာနိုဟာမက်ဒရစ်ကိုစတင်ခရီးသွားရာကနေစာချုပ်ချုပ်ဆိုမိတ်ဆက်ပွဲအခမ်းအနားပြုလုပ်တဲ့အထိဗီဒီယိုမှတ်တမ်းကိုသူ့ရဲ့အိတ်စာမျက်နှာမှာတင်ခဲ့တာပါ။လီဗာပူးလေဆိပ်ကဒီဗီဒီယိုမှတ်တမ်းကို မန်ချက်စတာကတော့သူထွက်ပြေးသွားခဲ့တယ်လို့ရေးသားပြီး snake emoji နဲ့အတူ ပြန်လည်ဝေမျှခဲ့ပါတယ်။နောက်ပိုင်းမှာအစားသားအနေငယ်ပြင်ပြီး snake emoji နေရာမှာလည်း iron emoji နဲ့အစားထိုးခဲ့ပါတယ်။ဒါပေမဲ့ Liverpool Legends ရဲ့မူလ post ကိုလူရောင်းများစွာမြင်ခဲ့ပြီး screenshot တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ အာနုံအနေနဲ့လီဗာပူးပရိသတ်တွေရဲ့လောင်ပြောင်မှုကိုရှောင်ရှားနိုင်ဖို့မန်ချက်စတာလီစိတ်ကနေထွက်ခွာခဲ့တာဖြစ်တယ်လို့သတင်းတချို့ကသုံးသပ်ခဲ့ပါတယ်။အင်္ဂလန်လူရင်းစင်နောက်ခံလူ26နှစ်အရွယ်အာနုံဟာရီယယ်မက်ဒရစ်အသင်းနဲ့6နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးကျောနံပါတ်7ဝင့်စင်မှာဖြစ်ပါတယ်။